အသည့်ဆက်ဆက်လက်ထက်ချားတဲ့သူတို့တမီးလေးကိုဘဝတခြားလုံးခန်းစားတော့ရအောင်လုပ်ပြနိုင်ခဲ့တဲ့တန်တာမိုးသိန်းတန်တာမိုးသိန်းကသူ့ရဲ့ချစ်သူကိုဖွံ့ဖြိုးတိုးပဲလက်ချက်မှပဲအားလုံးနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးတော့ပြောခဲ့သူပါအခုတော့သူ့ရဲ့ချစ်သူကဆောင်းမလေးနဲ့လက်ထက်သွားခဲ့ပြီဖြစ်ပါတယ်တန်တာမိုးသိန်းကိုနှစ်အတော်ကြာတွဲခဲ့တဲ့သူ့ရဲ့ချစ်သူဟောင်းကိုရွှေမန်းကလွင်ခဲ့တဲ့ရက်ပိုင်းကပဲခန်းခန်းနာနာလက်ထက်သွားခဲ့ပါတယ် တန်တာမိုးသိန်းနဲ့ကိုရွှေမန်းတို့ချစ်သူတွေဖြစ်နေတာကိုအနုပညာလောကတစ်ခုလုံးကသိထားခဲ့ကြပါဗျ။နာမည်ကြီးမင်းသမီးဖြစ်လို့လက်ချက်မဲလို့အပိုင်တွက်လို့မရပဲကိုရွှေမန်းကပညာတက်ပြီးတော့အနေအေးတဲ့ဆရာဝန်မလေးကိုပဲရွေးချယ်သွားပါဗျ။ဒါပေမဲ့တန်တာမိုးသိန်းကတော့ငြိမ်းမခံတတ်သူဖြစ်တာကြောင့်ကိုရွှေမန်းရဲ့အသက်ဆက်ဆက်ဇနီးလေးကိုဘဝတစ်လျှောက်လုံးမှာတန်တရားစိတ်လေးနဲ့နေထိုင်သွားပြအောင်ကိုရွှေမန်းရဲ့နောက်ွယ်ကအဖြစ်ပြက်တွေကိုအခုလိုမျိုးအလုံးသိအောင်ပြပြလိုက်ပါဗျ။အချိန်တန်ရင်ဘသူဘာလုပ်တယ်ဆိုတာပြောစရာမလိုအောင်ပေါ်လာတာပဲ။တကွန်းတမီတောင်ကိုကိုလုတ်ခဲတာတွေမပြောပြဖြစ်ခဲ့ဘူးဆိုပြီးတော့ကိုရွှေမန်းကရိစ အယောက်90ထားခဲ့တဲ့အကြောင်းအရာတွေကိုဖွင့်ချလိုက်ပါတယ်။မိတ်ဆွေတွေကတော့ကိုရှင်မန်းတယောက်လူပြိုကြီးဖြစ်မဲ့ထင်နေဆိုပြီးတော့အမွန့်တင်ခဲ့ကြတာပါ။ဒါပေမဲ့ထုတ်လို့ရပိုင်ရှင်ဖြစ်လို့ကိုရှင်မန်းကိုမိန်းကလေးတွေကလူချင်းခဲ့ကြပြီးကိုရှင်မန်းကလည်းရသမျှမိန်းကလေးတွေနဲ့အကုန်လုံးတွဲခဲ့ပါတယ်။တန်တာမိုးသိန်းကလည်းဒီလောက်ရည်စားများတဲ့ကိုရှင်မန်းကိုစိတ်မနာနိုင်ခဲ့ပဲသူ့အပေါ်မှာလက်ပါလာတွေကိုတောင်းခွင့်လွှတ်ပေးနိုင်ခဲ့ပါတယ်။ကိုရှင်မန်းကအနေအေးတဲ့လူပြိုကြီးတယောက်လို့ထင်ရပေမဲ့လက်တွေ့မှာတော့အမှုပညာလောကတွေကတက်တက်ဆတွေအပြင်အပြင်လောကကဇာတ်တွေအထိပါရှုပ်ပေးနေခဲ့ပါတယ်။တန်တာမိုးသိန်းကကိုရှင်မန်းတယောက် ်းစာမေးတာတွေကိုပတ်ပေးမိရင်အရှက်ခွဲတာလားဆိုပြီးတော့ပါခြေပါလက်ပါတွေလည်းရှိခဲ့ပါတယ်။ဒါတည်းမကသေးပဲလမ်းလေကောင်းစောင့်တွန်းတာတွေလည်းလုပ်ခဲ့ပြီးမဲ့ထုတ်လုပ်သူတထည်ကြီးဖြစ်နေလို့တန်တာမိုးတိန်လည်းခွတ်လွတ်ပေးခဲ့ပါတယ်။လေးနဲ့ကြာမှအကုန်ခွတ်လွတ်ပေးခဲ့ပြီးမဲ့နောက်ဆုံးမှာတော့ပွက်တဲ့ဇနီးများအဖြစ်ဂုံရှိတဲ့ဆရာဝန်မလေးကိုပဲရွေးချယ်သွားခဲ့ပါတယ်။ကိုရွှေမန်းကလက်ထပ်ဖို့အတွက်6လကျူတင်ပြီးပြင်ဆင်နေပြီးမဲ့တန်တာမိုးတိန်ကိုလည်းမပြတ်နိုင်မဲ့ဆက်သွယ်နေသေးတယ်ဆိုတော့ကိုပါထည့်ပြောလိုက်ကြပါ။မင်္ဂလာမဆောင်ခင်အထိဖုံးဆက်ခဲ့တဲ့ကိုရွှေမန်းကတစ်ဖက်မှာလည်းတန်တာမိုးတိန်ကိုမိမိရနိုင်ခဲ့ပါဘူး။တ န်တာမိုးသိန်းကတပတ်ကဆံဝမလေးကိုအစာနာပေးခဲ့ပေမဲ့အခုတော့တိမခံနိုင်လို့ဒီအကြောင်းလေးကိုထုတ်ပြောလိုက်ပါတယ်။ဒါပေမဲ့တန်တာမိုးသိန်းကစိတ်မလျှော့ပဲကိုရွှေမန်းကထားခဲ့တာမဟုတ်ပဲသူကသာထားခဲ့တာပါလို့ဆိုပါတယ်။အလုံးကတော့တန်တာမိုးသိန်းတယောက်အထားခံခဲ့ရတဲ့ဆိုပြီးတော့တနာပေးနေကြတဲ့အချိန်မှာတန်တာမိုးသိန်းကတော့သူ့ဘက်ကသာထားခဲ့လိုက်တာဖြစ်ကြောင်းပြန်လည်ဖြေရှင်းလိုက်ပါတယ်။ကိုရွှေမန်းကအသက်40အထိလူပြိုကြီးလောက်လာပေမဲ့လည်းရီစားအယောက်50ထားခဲ့တဲ့အကြောင်းလေးကိုတန်တာမိုးသိန်းကတစ်ဖက်လဲနဲ့ချပြလိုက်ပါတယ်။မင်္ဂလာဦးကာလမှာပျော်ပျော်ရွှင်ရွှင်နေရမှာဖြစ်ပေမဲ့ ်တန်တာမိုးသိန်းကတော့သူ့ဘောလှုပ်သွားခဲ့တာတွေကိုမကျေနပ်လို့အားလုံးကိုဖော်ထုတ်လိုက်ပါတယ်။သိန်းပေါင်း၈၀၀၀ကျော်အကုန်ကျခံပြီးတော့လက်ထပ်ထားတာဖြစ်ပေမဲ့ကိုရွှေမန်းကဟူကြီးစားကိုလည်းမမေ့နိုင်ဒီစားကိုလည်းမမေ့နိုင်ဖြစ်နေပါတယ်။ဒါကြောင့်တို့သမီးလေးကတော့ဒီလိုအမျိုးသားကိုတသက်လုံးပေါင်းသင်းသွားဖို့အတွက်စိတ်ထဲမှာခံစားသွားရတော့မှာပါ။တန်တာမိုးသိန်းကမဟုတ်ရင်မခံတတ်သလိုတခြားသူတွေရဲ့မင်္ဂလာဥက္ကလကိုလည်းမငဲ့ညာနိုင်တော့ပဲကိုရွှေမန်းရဲ့နောက်ကျောင်းလေးကိုဖော်ချလိုက်ပါပြီ။ ငွေအကုန်ကြများစွာနဲ့လက်ထပ်ထားပေမဲ့လည်းမြစ်တာကစစ်မှန်ကြမှာစစ်မှန်နိုင်ပြီးမင်္ဂလာမဆောင်ခင်အထိရီစာဟောင်းကိုဖုံးစက်နေတဲ့ကိုရွှေမန်းကိုကြည်ကမင်းကလေးတွေကတော့တရားရနေကြပါတယ်အချစ်စစ်ဆိုတာတကယ်ရှိသေးရဲ့လားလို့ထင်ရလောက်အောင်ယုံကြည်လို့မရတဲ့အကြောင်းတန်တာမိုးသိန်းကတော့အောက်ဖဲလှန်လိုက်ပြီးဖြစ်ပါတယ်ဒီကိစ္စမှာတန်တာမိုးသိန်းဘက်ကနိုင်သွားတာလားရှုံးသွားတာလားဆိုတော့ကိုမမအမြင်လေးတွေပြောပြပေးခဲ့ပါဦးနော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်